အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ super sunday ရတာအကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမယ်ဒါကျွန်တော်တို့ newcastle united နဲ့ manchester united အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်တင်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ super sunday အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာဖို့အတွက် သိကြတဲ့ပွဲတပွဲပေါ့နော်အဲ့တော့ Newcastle United အသင်းရဲ့ဒါကျွန်တော်တို့အိမ်ခွင်းမှာဒါ Manchester United အသင်းနေနေဒါကျွန်တော်တို့ကန်သွားမှာဖြစ်တယ် Newcastle United အသင်းနေဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဘလိုမျိုးတွေဒီပွဲစဉ်ကို approach လုပ်သွားမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဒီနေ့ပွဲစဉ်မှာနှစ်ယောက်လုံးရဲ့ဒါကျွန်တော်ရည်ရွယ်ချက်ဒါကျွန်တော်တို့ ပန်းနိုင်တွေကတော်တော်လေးကို꽌နေထားမှရှိတယ်။တစ်ဖက်က Newcastle United အသင်းကလည်းအပေါ်ကအသင်းနေနေအခုလက်ရှိမှာမထင်မှတ်ပင်နဲ့အမှတ်ရော့သွားတဲ့ကြောင့်လက်ရှိမှာ Chelsea နဲ့လည်းအမှတ်တူနေတဲ့ Newcastle United အသင်းနေတယ်။ဒီနေ့ပွဲစမှာနိုင်ခဲ့မယ်ဆိုရင်တော့အဆင့်3နေရာကဒါကြောင့် Northern Forest နဲ့တမတ်ပဲ꽌မယ်အခွင့်အရေးကိုရောက်သွားမှာဖြစ်တယ်။အဲ့တော့ Newcastle ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကအင်မတန်မှကောင်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာ Newcastle မှာတည်င်းစိုးရှိတယ်။ Newcastle လက်ရှိနီးပြဖြစ်တဲ့ Eddie Howe ကတော်တော်လေးကိုနေမကောင်းနေကျမ်းကျမ်းမာကြီးတော်တော်လေးကိုအခြေအနေမကောင်းတဲ့အတွက်ကြောင့်မို့လက်ရှိမှာ ဆေးရုံအောင်တင်ထားတယ်လို့ကြားသိရတဲ့သဘောမှာရှိတယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ Newcastle United လက်ထောက်နီးပြဒါကျွန်တော်တို့လူတော်များများအချစ်တော်ကြီးကြာကျွန်တော်ဒီနေရာမှာအဲ့ဘဲကင်သွားမယ်ပေါ့နော်။ဒါနာမည်တော့ကျွန်တော်နည်းနည်းမေ့နေ။အဲ့တော့ပွဲစဉ် Newcastle United ဒီနေ့ဒီနေ့ပွဲစဉ်မှာနီးပြချုပ်ရှိမှာမဟုတ်ဘူးနဲ့သူတို့ရဲ့လက်ထောက်နီးပြ၂ရောင်နဲ့ဒီနေ့ပွဲစဉ်ကိုကင်တွေသွားမှာဖြစ်တယ်ဆိုပြီးတော့ Newcastle United ဘက်ကနေအတီးပြုတ်ထားခဲ့တာတွေ့ရမယ်။အဲ့တော့ကျွန်တော်ဒါတိုနီပြုလိမ့်လို့မျိုးဒါကျွန်တော်တို့သူ့အနေနဲ့ တိုနီဘူးလေကြီးကမဲကျွန်တော်ကမဲရိုက်ပွဲမှတ်မိလားမသိတိုနီဘူးလေကြီးမှတ်မဲ့ရသူ့အမေဆုံးတော့ငါသူ့မေအာသူဘအနေချက်ချင်းဆိုဆိုကြကျွန်တော်တို့သူ့အနေနဲ့ဒါပွဲကိုပြန်လာပြီအဲ့ဒီပွဲစဉ်ကိုကင်ပြီအဲ့ဒီပွဲစဉ်မှာဒါသူ့အနေနဲ့ချက်ချင်းသူ့ပြန်ကင်တဲ့ချိန်မှာချက်ချင်းပြန်နိုင်သွားပြီမှတ်မဲ့ရအဲ့တော့ငါဒါပရိသတ်တွေဆိုတိုနီဘူးလေကိုတအားချစ်တာအဲ့တော့အဲ့တော့ညူကာဆယ်ယူနိုက်တက်လက်ရှိနေပြအနေနဲ့ဒါအက်ဒီဟောင်းနဲ့သူ့အနေနဲ့ဒါဝန်တိုင်းကြီးဒါတိုနီဘူးလေအကွက်ကြီးနင်းလိုက်ဒုတိယပိုင်းမှာမှသူ့အနေနဲ့စေးရုံကပြန်ဆင်းလာပြီရောက်လာမယ်ဆိုတဲ့မျိုးအဲ့တော့ပြောချင်တာကလက်ရှိမှာညူကာဆယ်ယူနိုက်တက်တဲ့နေနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါချန်ပီယံလိဝင်ခွင့်ကိုဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လားသူတို့ပွဲစ ဆက်ကတော်တော်သူတို့အချိန်လေးနေပုံစံမှာတော်တော်လေးဟိုဒါ crucial ဖြစ်တဲ့အနေထားတစ်ခုရောက်လာခဲ့မယ်။အဲ့တော့ Newcastle United အသင်းဒီနေ့ရာသီအစမှာတော်တော်လေးကိုခြေစွမ်းရအနိုင်မြင့်တက်ကြတွေများနေခဲ့ပြီးမြန်မာရာသီတက်လာတာနဲ့အမြ Newcastle United အသင်းကတော်တော်လေးကိုဒါခြေစွမ်းရတော်တော်လေးကိုတည်ငြိမ်လာခဲ့တယ်လို့ပြောလို့ရတယ်။ဒါပြင် Newcastle United အသင်းနေဂျားထဲမှာတော့တည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ super la တော်မှာစုခူးထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာ form ရကတော်တော်ကြီးဥကောင်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲနိုင်ထားပြီးဒါ Brighton ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလည်းလို့ကျန်တဲ့ပွဲစဉ်အကုန်နိုင်ထားခဲ့တယ်။ဒါကျွန်တော်တို့ Newcastle ကိုဒါကျွန်တော်တို့က sorry WhatsApp ကိုနိုင်နာခဲ့တယ်လီဗာပူးကို2-1နဲ့နိုင်တယ်ဘရန့်ဖို့ကို2-1နဲ့နိုင်တယ်ဒါလက်စတာကိုလည်းပုံပုံလောလောမှာအဝေးကွက်မှာ3-0နဲ့နိုင်တယ်ဖော်မတွေကိုကြည့်မယ်ဆိုရင်ဒါလက်ရှိမှာအခြေအနေမှာကြည့်မယ်ဆိုရင်ညူကာဆယ်ယူနိုက်တက်တိုက်စစ်ကတကယ်ကို chef case ဖြစ်နေတယ်ဒီဘက်ကဒါမန်ချက်စတာယူနိုက်တက်အသင်းကနောက်ဆုံးပြိုင်ပွဲဆုံးသုံးပွဲမှာနိုင်ပွဲပြောင်းနေတယ်ဒါပြင်ကျွန်တော်ပုံပုံလောလောဒါကြောင့် Lion အသင်းရဲ့ပွဲစဉ်မှာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာ Onana ရဲ့အမှားကနေပဲပေးလိုက်ရပြီးတူးတူးဖြစ်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်ဒါ City နဲ့ပွဲစဉ်မှာတည်ရခဲ့ပြီးတော့ Northern Forest ကိုတော့1-0နဲ့ရှုံးခဲ့တယ်အဲ့ဒီမတိုင်ခင်မှာဒါကြောင့်နိုင်ပွဲတွေရှိခဲ့တယ်ဒါကျွန်တော် Leicester City ကိုဒါကျွန်တော် Newcastle အတူတူပဲ3-0ဆိုတဲ့ရလာတဲ့အဝေးကမှနှစ်သင်းလုံးအတူတူပုံစံမျိုးနိုင်ခဲ့တယ် VS Sociedad ကိုတော့4-1ဆိုတဲ့ရလာတဲ့နိုင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့ United အသင်းနဲ့အခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာတော့ဒါ ဒီနေ့ပွဲစဉ်မှာဒါပြောင်းလဲမှုတချို့ကိုပြုလုပ်လာမယ်ဆိုပြီးနီးပြကအတည်ပြုထားခဲ့တွေ့ရမယ်ဒါကောလာဟာလာတွေရဆိုတော့နီးပြအနေနဲ့ဒီနေ့ပွဲစဉ်မှာတေချာတာတခုကိုပြောရမယ်ဆိုတော့အူနာနာကိုအရန်ပို့ဖို့အတွက်စူးစမ်းသွားမယ်လို့ကြားသိရတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါနီးပြအနေနဲ့ကိုသမားနေမှာဘယင်သားကိုတောင်တွေ့ရဖို့အတွက်ရာဂိုင်းနှုံးများလာပြီလို့ကျွန်တော်လည်းမြင်တယ်။အဲ့တော့လက်ရှိမှာ United အသင်းဒီနောက်ပိုင်းပွဲစဉ်မှာဒါခံစစ်ပိုင်းကတော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရတယ်။ဒါရှေ့က Lion နဲ့ပွဲစဉ်ရဲ့ပေးကူတွေကအစကြည့်မယ်ဆိုရင်ဒါကိုသမားအမားတွေကြောင့်ပေးခဲ့ရတာဖြစ်ပြီးခံစစ်ပိုင်းကဒါမစိုးဘူးလို့ပြောလို့ရတဲ့သဘောရှိ။အဲ့တော့လက်ရှိ United ရဲ့နောက်ပိုင်းဒါ Armour ရဲ့လက်ထက်မှာခံစစ်ပိုင်းကတော်တော် ော်လေးကို solid ဖြစ်လာရင်ဒီခံစစ်ပိုင်းအနေနဲ့တော်တော်လေးကိုကြည့်ရရှုရအဆင်ပြေလာတဲ့ခံစစ်တစ်ခုကိုဒါကျွန်တော် United အသင်းစီကနေပြီးတော့တွေ့ရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဗျာလက်ရှိအနေထားအရလက်ရှိရဲ့ခြေစွမ်းနေအရဆိုတော့ United အသင်းကခံစစ်ပိုင်းကလုံနေဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော်တို့ Newcastle United တိုက်စစ်ကြီးကတကယ်ကိုအလန်းဆန်းဖြစ်နေကြတာကိုတွေ့ရမယ်ဆိုတော့ဒါဘာဖြစ်လို့ဆိုတော့ Alisson Isak ရှိတဲ့တိုက်စစ်ကတကယ်ကိုဒါကျွန်တော်ယုံလို့ရတဲ့တိုက်စစ်ယုံကြည်လို့ရတဲ့တိုက်စစ်မှုတစ်ခုဆိုတာပြောလို့ရမလို့ဒါပြင်လက်ရှိမှာ Alisson Isak ကိုမှဒါကျွန်တော် Harvey Van နဲ့ Jacob Murphy နဲ့ကိုတွဲပေးထားတဲ့ကြောင့်ဒါမဆိုးလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာ ဒီနေ့ပုံစံမှာအန်တိုဒီဂေါ်နန်ပြန်ပါလာနိုင်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာတာဖူရောဖြစ်နေပြီးပြန်ပါလာနိုင်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။လက်ရှိမှာဒါကျွန်တော် Lewis Hall, Seven Botman, Joseph Jarro ကြာ Joseph Willock ဒါကျွန်တော် Jamel Lasseles ဒီကစားသမားတွေဆက်လက်ပြီးလွှဲချော်အောင်မယ်။တစ်ဖက်ကတော့ကျွန်တော် Ruben Amorim အသင်းကတော့ကျွန်တော်တို့ ဒါညာကြောင့်ဆက်လက်ပြီးလွှဲချောင်းမယ်ကစားသမားရရှိနေသေးတယ်။ Aiden Haven, Johnny Evans, Lisandro Martinez, Matthew Stiley, Toby Collier, Ahmed Diallo ဒီကစားသမားတွေကဆက်လက်ပြီးလွှဲချောင်းမယ်လို့သိရတယ်မှာ။တရင်းကောင်းနေတဲ့ Ahmed Diallo နေနဲ့ဒါလည်းရှိမှာ United အသင်းနေနဲ့ဒါဟို Europa League ဒါနောက်တစ်ဆင့်ကိုတက်သွားခဲ့မယ်ဆိုတော့ပြန်ပါလာဖို့အတွက်အချင်းဒီကောင်းနေဆိုတော့တရင်းဒီထွက်ပေါ်လာခဲ့တယ်မှာပါတယ်။အဲ့တော့ Ahmed Diallo ကိုပြိတ္တနေနဲ့ပြန်မိများတွေ့ရမှာလက်ရှိမှာဒါ training တွေအပေါ်စားတွေပြန်ဆင်းနေဖြစ်ကြအောင် Ahmed Diallo ကိုယာတိမကုံတော့ယာတိမကုံကမှာပြိတ္တတွေပြန်ပြီးတွေ့ရမှာလို့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ United အသင်းနဲ့ ဒီနေ့ပွဲစံမှာဘာဆက်လုပ်မလဲဒါကျွန်တော်သေချာတကွယ် United တင်းနဲ့တိတ်ပြီးသူတို့ညို့နေမဝေးတိတ်ပြီးမဝေးလာတဲ့ Newcastle မြို့ကိုတွားရောက်ပြီးတွားကန်မှာဖြစ်တဲ့အတွက်ကြောင့် Newcastle United အိမ်ငင်းစိတ်စိတ်ကြိမ်ပါမှာကန်မှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစံမှာ United အတင်းနဲ့ဘာကိုရွေးချယ်သွားမလဲ Lion ကိုသူတို့အိမ်ငင်းမှာဒါလူစုံတက်စုံနဲ့ကန်မယ်ဆိုတော့ United အတင်းနဲ့ဒီနေ့ပွဲစံမှာလူစည်းရင်းချမ်းမယ်ပြဿနာကလက်ရှိမှာ United အတင်းကလူစည်းရင်းမလုံလောက်လွန်းတဲ့အတွက်ကြောင့်မလို့ဒါလူစည်းရင်းအောင်ချန်လို့မရတဲ့ဘောမှာဥပမာလက်ရှိမှာ fullback တွေလက်ရှိမှာ United အတင်းက fullback လုံးဝမရှိတဲ့ကြောင့်ဒါလော့နဲ့ Drogu ကိုပဲဒီနေ့ပွဲစံမှာဆက်လက်ပြီးသုံးသွားမယ်ပွဲစံမှာဖြစ်တယ် ်ဒါပေမဲ့ကျွန်တော်ကွင်းလယ်ဘက်မှာဆိုလည်းမရှိမဖြစ်မတုံးမဖြစ်တုံးရမယ်ကစားသမားတယောက်ကဘရူနိုဖာနန်ဒက်စ်ပဲပြန်ဒါပြန်ကျွန်တော်တို့ဒါခန်စစ်ဘက်မှာလည်းလက်ရှိမှာလူလုံးဝမရှိဘူးမာဇရာဝီလင်းလော့ဖ်ဒါယူရိုဒါမှမဟုတ်ဟယ်ရီမကွာရတယောက်ကိုပဲအနားပေးလို့ရမယ်အဲ့တော့တိုးချင်တာယူနိုက်တက်အသင်းရဲ့လက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာဒါအနားပေးသွားမယ်ဆိုရင်တော့အနားပေးလို့မရတဲ့ situation ကယူနိုက်တက်အသင်းရဲ့လူစင်းကနေပါနေခဲ့တယ်တစ်ဖက်ကတော့ရှင်းတယ်ပြညူကာဆယ်ယူနိုက်တက်ကတပတ်တပွဲပဲကန်နေကြောလူစင်းကလုံးဝ fully fit ဖြစ်နေမယ်ဒါပြန်ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုကြည့်လို့ကောင်းမှာကညူကာဆယ်ယူနိုက်တက်ကွေးလေပဲဒါညူကာဆယ်ကိုလိုက်ယူနိုက်တက်ကိုလိုက်တော့ဘယ်ကော နျူကာဆယ်ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းကခုလက်ရှိမှာတော်တော်လေးအပြစ် strong ဖြစ်လာခဲ့တယ်။ဒါကျွန်တော်ဂျိုလင်နဲ့တိုနာလီ Bruno Gamires တော်တော်လေးကို balance ညီတဲ့ဒါကွင်းလည်ပြီးဖြစ်လိုက်ရတယ်။ Jolin Nan ကဒါကျွန်တော်တို့ဒါတိုက်စစ်မှု AM ပေါ့တိုက်စစ်အသံ AM ပုံစံမျိုးနဲ့တွားတယ်။ Donali ကဒါကျွန်တော် DM မှာနေတယ်။ Bruno Gamires က CM မှာနေတယ်။အဲ့တော့အဓိကဒီနေရာမှာစောင့်ကြည့်ရမှာ Donali နဲ့ Bruno Gamires အတွဲပဲ။ Bruno Bruno Gamires နဲ့ Donali ရဲ့အတွဲကတော်တော်လေးကို solid ဖြစ်ပြီးတော်တော်လေးကိုကြီးလို့ခေါ်။အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်လက်ရှိဒါကျွန်တော်တို့ Ruben Amorim လက်ထက်မှာပြန်လည်ပြီးတော့တော်တော်လေးကိုချေပြန်တက်လာတဲ့ Casemiro အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာဒါကွင်းလည်ပိုင်းခံစစ်ပိုင်းမှာတော်တော်လေးကိုအားကိုးလာနေတာမှရှိ။အဲ့တော့ဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့ဘာလို့လုပ်ဖို့ရှိလဲ။ဒါလက် က်ရှိမှာကျွန်တော် live score ကို full mob လို့ပြထားတဲ့သဘောတရားရဆို Mason Mount နဲ့ Christian Eriksen ကိုတော့မှပွဲထွက်ပြီးသုံးသွားဖို့ရှိတယ်လို့သတင်းထွက်လာ။အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်ကတော့ white line ကိုခောက်စေခြင်းနဲ့ဒါ zigzag ကို confident အပြည့်အဝပြီးစေခြင်းနဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့ပြောပြရစေ။ zigzag အနေနဲ့ရှေ့ပွဲမှာဒါကြောင့်လူစားဝင်လာပြီးတော့ Bruno Fernandes ရဲ့ people mover ဆင်ခေါင်းတိုက်ပြီးတွင်းသွားခဲ့ပြီးအနိုင်ကိုကိုအနိုင်ကိုနီးနီးဖြစ်သွားမဲ့တွင်းကိုကိုတွင်းပေးခဲ့တယ်ပေါ့နော်။ Onana ရောင်းလို့ဒါအနိုင်ကိုမဖြစ်သွားခဲ့တယ်။အဲ့တော့ zigzag တော့ခုနောက်ပိုင်းပုံစံမှာဒါကျွန်တော်မှတ်မဲ့ရပြိသက်တီးရဲ့ဒါကျွန်တော်ပြဿနာကြီးတက်ခဲ့ပြီးတော့တော်တော်လေးကိုပြောင်းလဲလာတဲ့လူတစ်ယောက်ဖြစ်သွားတယ်။အဲ့တော့ဒါပေမဲ့ United တိုက်စစ်က zigzag တို့ပါ ကောင်းနေဆိုတာမှန်ပေမဲ့တစ်ဖက်ကညူကာဆယ်ရဲ့တိုက်စစ်ကပို့ပြီးတော့ကောင်းနေတယ်မဟုတ်ပါအလက်ဇန္ဒားအီဆက်ကလက်ရှိမှာဒါကြောင့်တည်ကြရတဲ့အချိန်မှာတော်တော်လေးကိုနေဆယ်ပဲသွားနေအခုလက်ရှိဒါပရီးမီးယားလီဂ်မှာတွင်းကို20တိတိတွင်းထားခဲ့တော့တွေ့ရမယ်တယ်မှာပါတယ်လက်ရှိမှာလည်းအယ်လင်ဟာလန်ရဲ့စံချိန်ကိုဒါကြောင့်အယ်လင်ဟာလန်ကိုကြော်ဖြတ်ပြီးဒါကျွန်တော်တို့သူ့အနေနဲ့ရွှေဖနက်ရဖို့အတွက်စူးစမ်းသွားမယ်နေထားမှာရှိတယ်ဆာလာနဲ့ဒါအီဆက်နှစ်ယောက်အခုလက်ရှိမှာဒါရွှေဖနက်ကိုရဖို့အတွက်စူးစမ်းနေတဲ့ကစားသမားဖြစ်တယ်ယူနိုက်တက်အသင်းမှာလက်ရှိမှာပရီးမီးယားလီဂ်မှာဂိုးသွင်းများဆုံးကဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီးတော့တွင်းကို8ဂိုးသာရှိခဲ့နေထားမှာရှိတယ်အဲ့တော့ပြောချင်တာလက်ရှိမှာတိုက်စစ်ပိုင်းရဒါကြောင့်ညူကာဆယ်ကအပြတ်သက်တာနေ တာမှရှိအဲ့တော့ United အနေနဲ့ခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာ cancel ပိုင်းကောင်းနေတာကြီးကိုအခွင့်ကောင်းယူတင်တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော် pass နဲ့မြန်မာပြောရမယ်ဆိုတော့ owner နာကိုခောက်တင်တယ်ဘယင်နာကိုနေရာပေးပြီးဘလို့များဖြစ်နိုင်မလဲဆိုရင် alternative choices တွေဒါတခြားများရွေးချယ်စရာများရှိလာနိုင်တဲ့ alternative choices တွေကို United အနေနဲ့စောင့်ကြည့်တင်တယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးမြင်မိတယ်မှာပါတယ်အဲ့တော့ပြောချင်တာက Newcastle United ဒီနေ့ပွဲစဉ်မှာ fight ပါပဲသူတို့နေရာအခုလက်ရှိမှာဒါကျွန်တော်အဆင့်3နေရာက Northern Force ကိုတက်မှတ်ပဲကွာမဲ့ခွင့်ယူသူတို့လက်လွတ်မှာမဟုတ်ဘူးတစ်ဖက်က United ပြင်ဘက်ကပြန်ကြည့်မယ်ဆိုရင် United အနေနဲ့လက်ရှိမှာ တော်တော်လေးကိုစဉ်းစားအကျက်တဲ့အနေအထားတခုပဲဒီနေ့ပွဲစဉ်နိုင်လိုက်မယ်ဆိုတော့ဒါကျွန်တော်အပေါ်ကအသေးနေတာအစ်စ်17 10 6နာ6ကိုအကုန်အကုန်တော့အမှတ်ရထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာ United အသေးနိုင်ခဲ့မယ်ဆိုရင်တော့အစ်စ်1 2 10တွေပြန်ဝင်မှုတော့တော်တော်လေးကို hope ရှိလာမယ်ပွဲတစ်ပွဲပဲဒါပေမဲ့ဒီ hope ကြီးကိုယူမလားဒါမှမဟုတ် Lion နဲ့ပွဲစဉ်မှာကစားသမားလူစုံတက်ဆုံနဲ့ဒါသုံးသွားမလားဒါကတော့တစ်ချက်တော့တည်တည်ချာချာကြည့်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာ Yuka Yuka ဆိုရင်လည်းဒီနေ့ပွဲစဉ်မှာ on paper မှာ off form မှာတာနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာ United တော့ကတော်တော်လေးကိုမလွယ်ဘူးအဲ့တော့ဘာတွေဘယ်လိုဖြစ်လာမလဲကတော့ တော်လေးကိုစောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောရင်လည်းမြူကာဆယ်ယူနိုက်တက်ကဒီနေ့ပွဲစဉ်မှာပို့ပြီးတော့နိုင်လူစိတ်ပြင်းထန်မဲ့တက်တက်များဖြစ်သွားမလားတက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့အပေါင်းအောင်ကြည့်လို့ရပါတယ်မြန်မြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 တွေရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကြည့်ပြီးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ် မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတမာရဲကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ရေနောက်မှာ AAC တွေ့ကြတာပေါ့အားလုံးမကြူတမာရဲအခုလက်ရှိမှာတော့ငလင်လေးဆက်ဆက်ဆက်လုံနေစေဖြစ်ပြီးတော့ဒါအားလုံးမကြူဆိုင်ကြပါအဲ့တော့ကျွန်တော်လက်ရှိမှာမြန်မာအတာတကြမှာလည်းအားလုံးမကြူဆိုင်ကြပါလို့ပြောနေတယ်ပဲကျွန်တော်တော့သွားကြည့်ပါဗျကျွန်တော်တို့ရေနောက်မှာ AAC တွေ့ကြတာပေါ့ဒေဗော်ဗျ